မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာယခုရက်ပိုင်းတွင်ဒေသခံလူငယ်20နီးပါးဖမ်းဆီးခံခဲ့ရပြီးအများစုဟာမိသားစုနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်နေရလို့ဒေသခံတွေကတာဝန်ထမ်းဖို့ပြောပါတယ်။ဖမ်းဆီးခံရတဲ့လူငယ်တွေဟာမြို့ပေါ်ရပ်ကွက်ထက်ကျေးရွာတွေကလူငယ်တွေအများဆုံးဖြစ်ပြီးလမ်းပေါ်သွားလာရင်ဖမ်းဆီးခံရတာတွေရှိသလိုတချို့တွေကတော့နေအိမ်တွေထိဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။ အသက်20နဲ့30ဝန်းကျင်အရွယ်ရှိတဲ့လူငယ်တွေဖြစ်ပြီးအဲ့ဒီထဲမှာအမျိုးသမီး3ဦးလည်းပါဝင်ပါတယ်။ဒေသခံတွေရဲ့သုံးသပ်ချက်အရဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကိုစစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားစုဆောင်မှုဖမ်းဆီးတာဖြစ်ပြီးအများစုကတော့ဘီလင်းအခြေစားအမှတ်ရှိခြေလင်းတရင်မှာထိန်းသိမ်းထားတာပါ။ တဖက်မှာတော့စစ်ကောင်စီကစစ်မှုထမ်းလိုအပ်ချက်ကြောင့်ဒေသတွင်းကလူငယ်တွေကိုညာပိုင်းအချိန်ပိတ်ဆို့ဆစ်ဆဲခြင်းဖမ်းဆီးတာအမျိုးသားနှစ်ယောက်ဆိုင်ရဲ့အတူစီးနှင်းမှုတွေကိုလည်းဖမ်းဆီးတာတွေစတိုက်လှုံ့ဆော်နေပါတယ်။အရင်ကစစ်ကောင်စီကဖမ်းဆီးထားတဲ့လူငယ်တွေကိုငွေကြေးအစမတန်တောင်းခံပြီးပြန်လွှတ်ပေးတာတွေရှိပေမဲ့ယခုနောက်ပိုင်းမှာတော့တပ်သားလိုအပ်ချက်အရတပ်သားတွေစုဆောင်မှုကိုတော့ပုံမှန်လှုံ့ဆော်လာတယ်လို့ဒေသခံတွေကပြောကြပါတယ်။၎င်းရဲ့စာစင်ရဲ့အစီရင်ခံစာအရမွန်ပြည်နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလတလအတွင်းဒေသခံပြည်သူ64ဦးဖမ်းဆီးခံခဲ့ရပြီးအများစုကတော့ စစ်မှုထမ်းအကြောင်းပြချက်နဲ့ဖန်ဆီးတာဒေါ်လာရေးအဖွဲ့တွေကိုထောက်ပို့လုပ်တယ်ဆိုရဲဆွဆွဲချက်တွေနဲ့ဖန်ဆီးခဲ့တာဖြစ်ပါတယ်။